ပေါ်တယ်ဘာလို့ငါလိုချင်တဲ့အရာတွေမှလဲအမေနဲ့ပိုင်ရှင်ရရှိပြီးသားဖြစ်နေရလေသာကံတရားပဲလေဒီကံတရားကိုငါတို့လက်ခံမယ်လေဆိုရင်ဟာအင်းပြောတော့ငါ့ကိုချစ်တယ်ဆို ဟုတ်အဲ့ဒီပေါ့နော်မီလီယံကြီးပေါက်သွားတယ်သူအပေါက်သွားတဲ့ခါမှာရှဲရှဲပြီးတော့လည်းအဲ့လိုပြောတဲ့ခါမှာပရိသတ်တွေကလည်းအရန်သဘောကျကြတယ်ဆိုတော့ဘလို့အမှတ်တရရှိလေဒီဟာလေးကကိုအတွက်ဆေးဟာဘယ်လိုလဲနိုးစတရကိုင်းထားလေမေ့သွားတယ်မေ့သွားနောက်မှရင်ဖြစ်နေတယ်ကိုကခက်ချေချေလေးအဲ့လိုလေးထွက်သွားတယ်အဲဗီဒီယိုလေးကအမှတ်တရရဲ့ခုနကပြောခဲ့သလိုပဲပေါ့နော်ဒါကဟိုရုတ်တရက်ဆိုသလိုပေါ့နော်ဟိုဟိုလောက်သွားတဲ့ဟာလေးဆိုတော့အခုချိန်ကြီးလည်းပြိဿကသဘောကျသွားတယ်ကြွတရက်တည်းအတွင်းမှာပဲပေါ့တရက်24 hour မပြည့်ဘူးအဲ့ချိန်မှာ7 million လောက်ဖြစ်သွားကြတယ်ဆိုတော့ ဟိုဒါကအပြန်အသူကြီးတော်တော်များများရဲ့ပုံစံအနေထားနဲ့လည်းကိုက်ညီသွားတဲ့အတွက်ကြောင့်လည်းဒါသဘောကျသွားတယ်လို့ကျွန်တော်တို့ထင်ပါတယ်အမတ်တရားကဒါဟိုအချိန်ကြိုလေးအတွင်းမှာပေါ့နော်မီလီယံတော်တော်ချီပြီးတော့ကြီးလက်ကြတဲ့အတွက်ကြောင့်တော့တူတူကအမတ်တရားဖြစ်သွားပါတယ်ဟာဟာပုံပြတ်တက်ပြီးတော့ပြောပြီးလိုက်ခမ်းတယ်ဘေးတကတော့အဲ့အဲ့တခမ်းတဲ့နဲ့ပတ်သက်ပြီးရတော့မတော်မချက်တော့မပေးကြတော့ပါဘူးဒီတကားလုံးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်တော့သူ့ကိုချစ်ကြတဲ့သူတွေဟိုသဘောကျကြတဲ့သူတွေကတော့အမ ြည့် feeding guide တွေဆက်ပြီးတော့မရိုက်ပါနဲ့တော့ပေါ့နော်သူတို့မမုန်းချင်ဘူးပေါ့သူတို့မမုန်းချင်ဘူးလို့သူတို့မမိုးရက်ဘူးလို့အချို့ကျတော့လည်းအာ feeling guide ရိုက်တော့ကိုပြောပြောချဆိုရတာလည်းအများကြီးရှိတာပဲလीအဲ့ဒါလို့သူတို့မခံနိုင်ဘူးပေါ့နော်ဟိုသူတို့ရံပြန်တွေ့ရတာလည်း မောလာရေပေါ့နော်သူတို့သူတို့အမောက်ပြောမခံနိုင်လို့အဲ့တော့မရိုက်ပါနဲ့ဦးပေါ့အဲ့အဲ့လိုမျိုးလေးဆိုပြောကြရလေးတော့ရှိပါတယ်ဟာလာငားကြရလေးရှိပါတယ်ဗီလိန်ညာနေပြောလဲလို့ဇလန်မီနီဆီရီတွေမှာရောတခြားဆီရီအကြီးတွေမှာရောလာငားကြရရှိရတူအနေနဲ့ညင်းလိုက်တာဆိုရင်နှစ်ကားသုံးကားလောက်ရှိပါတယ်ဟိုကိုအနေနဲ့တို့ရိုက်ရပြီးရောလဲမဟုတ်ခဲနဲ့ပေါ့လေဖလန်ဖက်ကြီးရဲ့အခါမှာကြောက်ရလဲဟိုဒီမှာအခုလက်ရှိကဗီလိန်ဆိုလို့ရှိရင်ကြောက်ဟိုသူများ ဟိုလူတာပဲပေါ့နော်သူများရီးစားသူများယောက်ျားအဲ့လိုမျိုးလူတဲ့ဟာမျိုးတွေပဲဗီလိန်တွေကများနေရဆိုတော့သူ့အနေနဲ့ကျတော့ဟိုကိုက်တာထက်သွားမှာကြီးပဲများနေရဆိုတော့မလို့ချင်ဘူးအဲ့တော့ကျသူညင်းခဲလိုက်တဲ့ကိုက်ကားရယ်လည်းရှိရပေါ့နော်ဒါပေမဲ့ဗီလိန်ကိုပဲအသားပေးထားတဲ့ဇလံမျိုးပေါ့နော်သူဗီလိန်ကိုအသားပေးပြီးရိုက်ကြတဲ့မိန်းဆက်တွေလည်းရှိကြတယ်ဆိုတော့အဲ့လိုဇလံမျိုးလည်းဖြစ်မယ်ပြီးတော့ကိုမတူတဲ့တခြားပုံစံနဲ့ဗီလိန်နိုဗန်လို့ဆိုလို့ရှိရင်တော့သူ့အနေနဲ့ကတော့စမ်းကြည့်ခြင်းသေးရဟိုလောက်ရတာလည်း ပျော်ရဲလို့ပြောလို့ရမှာပေါ့နော်အဲ့တော့ဟိုလူကြတာဟာမျိုးမဟုတ်ဖဲနဲ့တခြားသောပုံစံမျိုးအနေနဲ့အာဗန်ကိုအသားပေးပြီးတော့မင်းကျေထားတဲ့ဆက်မျိုးဆိုလို့ရှိရင်ပေါ့နော်စူးလူဆက်မျိုးဆိုလို့ရှိရင်တော့လူအနေနဲ့အာရိုက်ကိုတော့စဉ်းစားထားလीတော့ရှိပါသေးတယ်ထက်ကန်းလာမယ်ဆိုရင်တော့ဟုတ်ကဲ့ဆွနာကစဉ်းစားကြရတာလေးကိုတောင်းဆိုကြတာဆိုတော့သူတို့က သူ့ကိုချစ်တာအဲ့လို character လေးနဲ့ပို့ချစ်တာလားဟုတ်ပါအဲ့လိုပေါ့နည်းနည်းအဲ့လိုပုံစံမျိုးသူမျက်နာကကြာကြာတော့လဲအဲ့လိုနည်းနည်းအမာဘက်လေးကိုခါကြလို့ရှိရင်သွားဘက်ကိုများဆိုတော့ပြည့်တက်တရားနည်းနည်းလို့ခက်ချီချီပေါ့နော်တို့ချီချီမိုးမိုးပုံစံမျိုးလေးကိုသူတို့ကပို့ပြီးတော့မြင်ကျင်ကြရလေဟိုသူတို့ကွယ်ရလဲအဲ့လိုမျိုးတရုပ်ဆောင်ခြင်းနဲ့အဲ့လိုနည်းနည်းဟိုအရင် innocent ဖြစ်ရတဲ့ဆာလို့ရှိရင်ဟိုမမာထန်ထန်နဲ့အဲ့လိုပြက်သားတဲ့မိကလေးတရားပုံစံမျိုးလုံးကြည့်ခြင်းနေရဆိုတော့ဒီ character လေးကဟိုကွက်တိဖြစ်သွားတယ်လို့ပြောလို့ရပါပေါ့နော်ဟုတ် ေကလည်းကြောင်းကိုယ့်အတွက်တစ်ခေတ်နေလားအဲရန်တော့လေမခဲရင်မအောင်ခဲချီချီရကြတော့ဟိုအပြင်မှာလည်းလို့အရင်ချိန်ညာတော့မဟုတ်ပေါ်တယ်ဒါပေမဲ့ကိုရဲ့ဒီစိတ်မှာကကိုရဲ့မျက်နှာပေါင်းနေကိုရဲ့ဒီတခါတည်းတခါပြောတဲ့ပုံစံမျိုးနေရဆိုရှင်ဒီလိုအဲ့လိုကြိုက်တာဖြူဖို့အတွက်ကအရင်ကြီးလုံးမယူပါဘူးလို့သူထင်တာပေါ့နော်ဟိုအရင်တနာစရာကြိုက်တာဆိုရင်တော့မှတူးအတွက် သူ့ရဲ့မျက်နှာကြီးဟိုသနာစရာဖြစ်အောင်မအတင်းပုံဖန်းနေအောင်ပဲပေါ့နော်ဟိုကိုမျက်နှာကကြတော့အဲ့လိုနည်းထက်ထက်ထက်မြက်ပြီးတော့နည်းအဲ့လို shape ဖြစ်တဲ့ပုံစံမျိုးပေါက်တာဆိုတော့လည်းအဲ့လိုရိုးရိုးသားသားတို့အေးတယ်ဆိုလို့ရှင်တော့တိတ်မလိုက်ချင်းလိုမျိုးရှိသေးတယ်အဲ့လိုနည်းခက်မမထန်ထန်တို့လိုတက်ကြွတယ်အဲ့လိုဖြက်လက်ကြက်ကောင်မလေးတို့နည်းအဲ့လိုနည်းဟိုကနည်း shape ဖြစ်တဲ့မိကလေးပုံစံမျိုးဆိုရင်တော့တိတ်လိုယူစရာမလိုဘူးပေါ့လေအဲ့အားကြောင့်မို့လို့ပါဟုတ်ကိုကလေအခြေခံရတော့ကြိုက် ခြေရတာကိုကြိုက်ခြေရတာပဲကြိုက်တာပေါ့ဘယ်သူမှဆိုတော့အချိန်ကဟာဘယ်သူမှမကြိုက်ဘူးလေနော်တေးဥဆောင်လို့ရှိရင်အဲ့လိုပါအဲ့လိုနည်းနည်းကိုကနည်းနည်းခြေပြီးတော့တေးဥဆောင်ရတာဟာမျိုးဆိုရင်တော့ပူပြီးတော့လှလို့ပိုကောင်းတာပေါ့နော်။အဲ့ဒါကျရေရိုးသားသလိုအင်းလို့ဆန်နေဆိုရင်ကိုကိုချုပ်ထီးထားသလိုခံစားရတာပေါ့။